မင်္ဂလာပါရှင်ကျမကတော့ပင်လုံဆေးယုံကြည်ရဲ့ကင်ဆာတန်းရောင်ကြီးဌာနတွင် Radiation Therapy Technologist အနေနဲ့တာဝန်ထမ်းဆောင်နေသော Materna ဝင်ဖြစ်ပါတယ်ရှင်ကင်ဆာတန်းရောင်ကြီးကုသမှုခံယူပြီးနောက်လူနာများအားမှားကြချက်များအနေဖြင့်လူနာသည်ပုံမှန်အတိုင်းရချိုးလို့ရပါတယ်ရှင်ခန္ဓာကိုယ်အတွင်းမှာတန်းရောင်ကြီးဟာကြံရှိနေခြင်းမရှိတဲ့အတွက်ကြောင့်ပုံမှန်အတိုင်းရချိုးရန်ခွင့်ပြုပါတယ်ရှင် ။လမ်းရောက်ကြည့်ပေးရင်အတွက်မှတ်ပေးထားတဲ့မာကာတွေကိုမပြက်အောင်လို့တတိထားပေးဖို့လိုပါတယ်ရှင်။အမှတ်တွေပြတ်သားခဲ့လို့ရှိရင်အမှတ်တွေကိုအစအဆုံးပြန်ပြီးတော့မှတ်ရတဲ့အတွက်ကြောင့်အချိန်ပိုပြီးတော့ကြာမြင့်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အမှတ်တွေပြတ်သားခဲ့လို့ရှိရင်လည်းမိမိသဘောအရာအမှတ်တွေကိုပြန်လည်မှတ်ယူခြင်းမပြုရပါဘူးရှင်။အမှတ်တွေများပြီးတော့ရောထင်းနိုင်သောကြောင့်ဖြစ်ပါတယ်ရှင်။ဆရာဝန်ညံကြားထားတဲ့တောက်စီလင်းစီကလွယ်၍မိမိသဘောနှင့်အခြားသောလုံဆောင်ခြင်းများမပြုလုပ်ရပါဘူးရှင်။ ဒယောင်ကြီးဟာခန္ဓာကိုယ်အတွင်းမှာကြာရှိနေခြင်းမရှိရဲ့အတွက်ကြောင့်ဒယောင်ကြီးကိုသားမှုခံယူပြီးပြန်လာချိန်မှာမိသားစုဝင်များဖြစ်တဲ့ကိုဝင်ဆောင်များကလေးငယ်များနဲ့လည်းနီးနီးကပ်ကပ်နေလို့ရပါတယ်ရှင်။စေရင်လာတဲ့အခါကိုသားမှုမတန်ကပြားကိုဖိုက်တဲ့ဆိုင်ကောင်နာမှာပေးရပါမယ်ရှင်။ဆောင်ဆိုင်မှုမကြမ်းမြင့်စေရန်အတွက်စေရင်မှာလာရောက်ရန်ချိန်ဆထားတဲ့အချိန်တိုင်းလာရောက်ပေးဖို့လိုအပ်ပါတယ်ရှင်။ အကျန်းကိစ္စတဆုံတရာရှိပါကပင်လုံစေးရောကင်စာတရားရည်ဌာနရဲ့ဖုန်းနံပါတ်ကိုအောက်ပါအချိန်စီအတိုင်းဆက်သွယ်လို့ရပါတယ်ရှင်။ကင်စာရောဂါကုထုံးဆောင်အားထားရစေရောပင်လုံ